2005ခုနှစ်မှာတောင်ကိုရီးယားနိုင်ငံကဆော့အနာမကြောင်ကြောင်တစ်ကြောင်မှာကြောင်မတ်ဖွဲ၊ကြေကွဲဖွဲနဲ့ဝမ်းနဲ့ပဲအဖြစ်ပြက်ဖြစ်ပွားခဲ့မှုပါတယ်။2019နှစ်မှာရိုက်ကူးခဲ့တဲ့ဒီရုပ်ရှင်ကအဲ့ဒီဖြစ်ရမှန်ကိုအခြေခံထားတာပါ။ဒီရုပ်ရှင်ထွက်ပြီးတဲ့နောက်မှာတောင်ကိုရီးယားတနိုင်ငံလုံးစံနာပြပွဲတွေဖြစ်တဲ့အထိလှုပ်ခတ်သွားခဲ့ပါတယ်။အလုံးမဲ့မင်္ဂလာပါ။ဒီနေ့မှာတော့တနိုင်ငံလုံးကိုဒေါသထွက်စေခဲ့ပြီးတော့လက်တွေ့ဘဝမှာကြောင်းလဲမှုတွေဖြစ်ပေါ်စေခဲ့တဲ့ ဖြစ်ရမှန်ရုပ်ရှင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အဆုံးထိကြည့်ရှုပေးကြပါ မူကျင်းလို့ခေါ်တဲ့မြူးငွေဖုံးနေတဲ့တိတ်ဆိတ်တဲ့မျိုးလေးစီကိုအင်ဟိုးဆိုသူလူတစ်ယောက်ကစွန့်အနာမကြားကြောင်းမှာအမှုပညာဆရာအဖြစ်အလုဆဝင်ဖို့ရောက်လာခဲ့ပါတယ်။သူမှာတမီးငယ်လေးတယောက်ရှိပြီးဇနီးတွေကတနေ့ခန့်ကစုံသွားတာကြောင့်အမေဖြစ်သူနဲ့အတူစိုးမှထားခဲ့ရပါတယ်။အချိန်အတော်ကြာရှာဖွေပြီးမှဒီအလုကိုရခဲ့တာပါ။မြို့အဝင်းမှာရင်သူ့ကားကတမင်တကောင်ကိုတိုက်မိပြီးချက်ချင်းတိတ်ဆုံသွားခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲ မြူကိုးတွေဖုံးနေတဲ့ဥမြင်တွေကယထာတန်လန်းပေါ်မှာကောင်လေးတယောက်ကကိုကိုကိုအဆုံးတတ်ဖို့အတွက်ယထာတန်လန်းပေါ်မှာလမ်းလျှောက်နေခဲ့ပါတယ်။အင်ဟိုဟာကားပြင်ဖို့အတွက်ကားဝက်ရှော့ကို သွားပါတယ်။အဲဒီမှာယူဂျင်းဆိုတဲ့အမျိုးသမီးကသူ့ကားကိုနောက်ကနေဝင်တိုက်မိတယ်။ယူဂျင်းကသူ့မအမာမန်တိပြီးတောင်းပန်ပါတယ်။အင်ဟိုရဲ့ကားကစိုးစိုးဝါးဝါးပျက်စီးသွားတာကြောင့်ယူဂျင်းကသူ့ကိုလိုက်ပုတ်ပေးမယ်လို့ကန့်လန့်ပါတယ်။ ကာမောင်းနေရင်နဲ့သူဟာလူအခွင့်ရေးတွက်ကြလှုပ်ရှားသူတူဦးဖြစ်ကြောင်းအင်ဟိုတိလိုက်ရပါတယ်။စွအာနာမကြကြောင်းဟာအကောင်းဆုံးကြောင်းစုတောင်းရပူပါတယ်။ရောက်တာနဲ့အင်ဟိုဟာကြောင်းအုပ်ကြီးနဲ့တွေ့ပြီးအုတ်ချုပ်ရင်မှုဖြစ်သူဦးစည်းလီနဲ့မိတ်ဆက်ပေးပါတယ်။အင်ဟိုအံ့ဩသွားတာကကြောင်းအုပ်ကြီးနဲ့ဦးစည်းလီတို့ဟာအမွာကြီးအကိုတွေဖြစ်နေတာပါပဲ။ဦးစည်းလီကကြောင်းရံပုံွေအတွက်အလှူငွေအများကြီးလူကိုတောင်းဆိုပါတယ်။ သမီးနေမကောင်းတာနဲ့အသက်ကြီးတဲ့အမေအတွက်ဒီအလုပ်ကိုလိုအပ်နေပါတယ်။သူ့မှာပတ်စံမရှိတာကြောင့်ဆိုးမှရှိတဲ့သူ့အမေစီဖုံးခေါ်ပြီးပတ်စံတောင်းခဲ့ပါတယ်။နောက်တနေ့ပထမဆုံးအတန်းမှာဇပွဲပေါ်ပန်းသီးတင်ပြီးចောင်းသားတွေကိုပုံဆွဲခိုင်းပါတယ်။កောင်မလေးတယောက်ဖြစ်တဲ့ရန်သူကအယမ်းလှအောင်ဆွဲပါတယ်။အင်ဟိုကလက်ဟန်ခြေဟန်နဲ့ချီးကျူးပေမဲ့ဘာမှပြန်မတုံ့ပြန်ပါဘူး။ဘေးမှာထိုင်နေတဲ့နောက်ထပ်កောင်မလေးတယောက်ဖြစ်တဲ့ရူရီကတော့ပုံဆွဲမဲ့အစားပန်းသီးကိုစားနေပါတယ်။ နောက်ကျပြီးဝင်လာတဲ့မင်းစုဆိုတဲ့ကောင်းလေးကိုဘာလို့နောက်ကျတာလဲလို့မေးလိုက်တော့မျက်နှာတစ်ခုလုံးပွင့်ပဲ့တံရရီနဲ့ပြည့်နေတာကိုမြင်လိုက်ရပါတယ်ဆရာဘက်ကမေးကြည့်တော့မင်းစုရဲ့အကိုဟာယထာပတော်တဆမှုနဲ့ဆုံးသွားပြီးအဲ့ဒီကလေးကစပြီးမင်းစုကထူးဆန်းစွာပြုတ်မှုနေတယ်လို့ရှင်းပြပါတယ်အင်ဟိုကမင်းစုရင်မကပဲအတန်းနဲ့ရကလေးအလုံးဟာစိတ်ပိုင်းဆိုင်ရာအရဝေးကွာနေပြီးထူးဆန်းနေတယ်လို့ပြန်ပြောပါတယ်ဆရာဘက်ကဒါဟာစွမ်းအားနာမကြာကလေးတွေအတွက်အကြောင်းပါ တခြားကလေးတွေနဲ့မတူဘူးမကြားရတာကသူတို့ရဲ့စိတ်ပိုင်းဆိုင်ရာကိုပါထိခိုက်တယ်လို့ပြောပါတယ်သူကကျောင်းကွန်ပျူတာမှာကလေးတွေရဲ့မှတ်တမ်းကိုစစ်ဆေးပါတယ်ကျောင်းသားအများစုကအလွန်ဆင်းရဲတဲ့မိသားစုတွေကသို့မဟုတ်မိဘမိတွေဖြစ်နေတာကိုတွေ့ရပါတယ်ကျောင်းသား၃ယောက်ကိုအထူးသဖြင့်သတိထားမိပါတယ်အရာတွေကတော့မိဘမိဖြစ်တဲ့ရန်သူစိတ်ကျမ်းမာရေးပြဿနာရှိပြီးအမဲစားနေတဲ့ယူရီပြီးတော့ဒိုင်ယာရီနဲ့ကောင်လေးမင်းစုတို့ဖြစ်ပါတယ်ကျောင်းဆင်းချိန်မှာအင်ဟိုဟာ ရေချိုးခန်းတွေကအော်တန်ကြားလိုက်ရပါတယ် ဘယ်သူရှိလဲလို့မေးပါတယ်။အော်တန်ကချက်ချင်းတိတ်သွားပါတယ်။ရေချိုးကန်းနဲ့ဝင်ဖို့စူးစမ်းပေးမယ်။လုံချုံရေးဝန်တန်းကရောက်လာပြီးဒါကမိန်ကလေးရေချိုးကန်းဖြစ်ကြောင်းပြောပြီးတားမြစ်ပါတယ်။ကလေးတွေကပျော်ဖို့အတွက်အတန်ကျဲကျဲအော်ကြတာပါလို့ပုတ်ပုတ်ပါပါရှင်းပြပါတယ်။အင်ဟူကငင်းမနေပဲအိမ်ကိုပြန်လာခဲ့ပါတယ်။နောက်တစ်နေ့မှအင်ဟူဟာပတ်စံနဲ့အတူចောင်းအုပ်ရုံးငန်းကိုရောက်လာပါတယ်။အထဲရောက်တော့ ဒေတာကန်ရဲအုပ်ကအထဲမှာထိုင်နေတာကိုတွေ့ရပါတယ်အကြောင်းအရာတစ်ခုခုကြောင့်ကျောင်းအုပ်ကြီးကလက်ငွေပေးဖို့သူ့ကိုခေါ်ထားတာဖြစ်နေပါတယ်အဲဒီညမှာပဲဆရာဘက်ကခွင့်ပြုချက်မရှိပဲအဆောင်ကထွက်သွားတဲ့အတွက်မင်းစုကိုရဲရဲဆက်ဆက်ရိုက်နှက်ပါတယ်ပြင်ထန်လွန်းလို့မင်းစုပါဇက်ကသွေးတွေထွက်လာပါတယ်အင်ဟူကအယားယာမြင်နေရပေမဲ့ဘာမှမတတ်နိုင်ပါဘူးဒီကျောင်းနဲ့ပတ်သက်တဲ့အရာအားလုံးဟာအချိန်ကြာလာတာနဲ့အမျှစိတ်အနှောက်အယှက်ဖြစ်เสียကောင်းနေပါတယ်အိမ်ပြန်တဲ့လမ်းမှာအင်ဟူဟာ ယူရီကိုဘရင်ပေါက်အစွမ်းမှာထိုင်နေတာကိုတွေ့လိုက်ရပါတယ်။ပြုတ်ကြမှာစိုးရင်ပြီးသူအပေါ်ရက်ကိုပြေးတက်သွားကရူရီကိုအ мян ဆွဲထုတ်လိုက်ပါတယ်။ဒါပေမဲ့ယူရီကအရန်ကြောက်လန့်နေခဲ့ပါတယ်။ အင်ဟိုထွက်သွားဖို့ပြင်ဆင်လိုက်ချိန်မှာရူရီကသူ့ရဲ့အင်ကြီးကိုရုတ်တရက်ဆွဲကင်လိုက်ပါတယ်ဒီကလေးဟာသူ့ကိုရန်သူအဖြစ်မမြင်ပဲကေတင်ဖို့စူးစမ်းသူအဖြစ်မြင်နေမှသူသဘောပေါက်သွားပါတယ်ရူရီကပိတ်ထားတဲ့တကားတစ်ချက်စီကိုခုတ်သွားပါတယ်ဖွန်လိုက်တဲ့အခါမှာအမျိုးသမီးတဦးကရန်သူကိုအဝိရှော်သက်ထက်ထဲ့ပြီးအပြစ်ပေးနေတာကိုတွေ့လိုက်ရပါတယ်အင်ဟိုဟာအထဲကိုအပြည့်ဝင်သွားပြီးရန်သူကိုကေတင်လိုက်ရပါတယ်အဲ့ဒီအမျိုးသမီးကသူ့ကိုယ်သူအဆောင်တာဝန်ခံယွင်းဖြစ်ကြောင်းចောင်းချိန်ပြီးရင်ကလေးတွေဟာသူမရဲ့တာဝန်ဖြစ်ကြောင်းရှင်းပြပြီး ဝင်မပါဖို့တတိပေးပါတယ်ဒါပေမဲ့အင်ဟိုကကလေးကိုထိခိုက်အောင်လုပ်ရင်ထောင်ထဲရအောင်လုပ်မယ်လို့ပြန်ပြောလိုက်ပါတယ်ရန်ဒူးကမူးမိတ်လဲကျသွားပါတယ်အင်ဟိုကကလေးကိုဆေးရုံအမြန်ပုတ်ပြီးလူအခွင့်ရေးတွက်ကြလှုပ်ရှားသူယူဂျင်းကိုဖုံးခေါ်ပါတယ်ယူဂျင်းကရန်ဒူးရဲ့အခြေအနေကိုမြင်တော့သူမရဲ့မိဘတွေကိုဆက်သွဲဖို့အကြံပြုပေမဲ့အင်ဟိုကမိဘမဲ့ဖြစ်ကြောင်းပြန်ပြောပြပါတယ် နောက်တနေ့မှာကျောင်းအုပ်ကြီးနဲ့ဦးစည်းလီတို့ကရောက်လာပြီးအဆောင်တာဝန်ခံယွန်းလုပ်ခဲ့တာကိုနောင်တရကြောင်ပြောပါတယ်။ရန်သူကိုယ်တိုင်ကတောင်းပန်ပါလိမ့်မယ်လို့ပြောပါတယ်။သူတို့ကိုယုံပြီးရန်သူကိုမင်းညားကဆေးရုံတင်ထားကြောင်ပြောပြပါတယ်။အင်ဟိုကအတန်းထဲမှာယူရီနဲ့ခင်မင်းမှုကြိုးစားပါတယ်။ဒီကိုရောက်လာပြီးကလေးကထမားဆုံးအကျိန်ဖြစ်ကျောင်းကကလေးတယောက်ပြုံးနေတာကိုတွေ့လိုက်ရပါတယ်။အဲဒီနောက်ယူချင်းကဖုန်းခေါ်ပြီးတွေ့ဆုံမှုတောင်းဆိုပါတယ်။သူတို့တွေ့ဆုံတဲ့အခါယူချင်းက ကျောင်းအုပ်ကြီးကရန်ဒူးကိုလိမ်ပိုင်းဆိုင်ရာစော်ကားခဲ့တယ်လို့ပြောပါတယ်။အစာပိုင်းမှာမယုံကြည်နိုင်ပေမဲ့ရန်ဒူးကမနေညကရေးထားတဲ့စာကိုမြင်လိုက်ရတဲ့အခါမှာထိတ်လန့်သွားခဲ့ပါတယ်။ကျောင်းအုပ်ကြီးတယ်မဟုတ်ပဲဦးစီးလီနဲ့ဆရာပတ်တို့လည်းပါဝင်ခဲ့တာပါ။ရဲစခန်းသွားဖို့ဆုံးဖြတ်လိုက်ပေမဲ့ယူချင်းကတားမြစ်ပြီးအလုတ်ဖြစ်မှာမဟုတ်ကြောင်းရှင်းပြပါတယ်။အရင်ကလေးကတိုင်ဖို့စူးစားဘူးပေမဲ့ရဲအုပ်ကပြန်လွှတ်လိုက်လို့ကလေးတွေရဲရဲဆက်ဆက်အပြစ်ပေးခံခဲ့ရတာလို့ ပြောပါတယ်ပူဆိုတာကယွင်ကြာကအကြောင်းအုပ်ကြီးရဲ့ချစ်သူဖြစ်နေတာပါဒါကိုသိလိုက်ရတော့အင်ဟိုဟာရန်ဒူးကိုစိုးရိမ်ပြီးစေးယုံကိုအပြေးလာသွားပြီမဲ့မတွေ့တော့ပါဘူးအကြောင်းအုပ်နဲ့သူ့လူတွေကသူ့မကိုရှာဖွေဖို့စေးယုံကိုရောက်လာခဲ့တာကြောင့်ရန်ဒူးကဗီဒီယိုထဲမှာပုံနေခဲ့တာဖြစ်ပါတယ်သူ့မရဲ့လုံခြုံရေးကိုစိုးရိမ်တာကြောင့်အကြောင်းကိုပြန်မခေါ်သွားပဲလူအခွင့်ရေးစင်တာကိုခေါ်သွားခဲ့ပြီးကင်မရာနဲ့တပ်တေထွက်ဆိုချက်ကိုမှတ်တမ်းတင်ခဲ့ပါတယ်ရန်ဒူးက အဲ့ဒီနေ့ကတကယ်ဖြစ်ခဲ့တဲ့အမှန်တရားကိုပြောပြခဲ့ပါတယ်။အဲ့ဒီနေ့ကြောင်းဆင်းပြီးနောက်ရန်သူကယူရီနဲ့စော့နေပါတယ်။ယူရီကအေချိုကန်းကိုသွားပြီးအချိန်ကြာမြင့်တဲ့အထိပြန်မလာတဲ့အခါရန်သူကသူ့ကိုရှာဖို့သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာကြောင်းအုပ်ကြီးကသူ့အခန်းထဲကိုရန်သူကိုခေါ်သွားပါတယ်။ TV မှာမတင်တော်တာတွေဗီဒီယိုတွေဖွင့်ပြနေပါတယ်။ကြောင်းအုပ်ကြီးကရန်သူကိုထိတွေ့ဖို့ကြိုးစားပေမဲ့သူမကလွတ်မြောက်ပြီးရေချိုကန်းစီပြေးသွားနိုင်ခဲ့ပါတယ်။ဒါပေမဲ့ကြောင်းအုပ်ကြီးကလည်း သူ့နောက်ကိုလိုက်လာပါတယ်ကျောင်းလန်တကြားနဲ့អော်ခဲ့ပေမဲ့ဘယ်သူမှလာမကူညီခဲ့ပါဘူးចောင်းអ៊ុកជីကသူ့မကိုលេងបိုင်းဆိုင်ရာសော်ကားခဲ့ပါတယ်အင်ဟိုကအဲ့ဒီနေကိုတတိယပြီသူသာအဆောင်စကားကိုနားမထောင်ပဲဒီချူကန်းလေးကိုဝင်ခဲ့မယ်ဆိုရင်ရန်ဒူးကိုဒီအခြေအနေကနေကဲတင်နိုင်ခဲ့မှာပဲလို့တွေးမိပါတယ်ရန်ဒူးကចောင်းလန်မှုနဲ့나ကျင်မှုကြောင့်ငိုကြွေးပါတော့တယ်ဒီအចောင်းရင်းတွေကိုကြားလိုက်ရတဲ့ယူရီလဲတုံရင်လာပါတယ်ရန်ဒူးတွေမကပဲယူရီလဲဒီလိုနာကျင်စရာအထွေကြုံနေ ဖြတ်တန်းခဲ့ရတာကိုသူတို့သဘောပေါက်သွားပါတယ်။မိုးရွာတဲ့ညတညမှာကျောင်းအုပ်ကြီးကယူရီကိုသူ့အခန်းထဲကိုခေါ်သွားပြီးအလားတူစော်ကားမှုမျိုးပြုလုပ်ခဲ့ပါတယ်။ယူရီကအယံငိုခဲ့ပါတယ်။ယူရီကသူ့မကိုဖက်ပြီးနှစ်သိမ့်ဖို့ကြိုးစားပါတယ်။ဇလန်းကအဲ့ဒီမှာမပြီးဆုံးသေးပါဘူး။အဲ့ဒီညကကျောင်းအုပ်ကြီးရဲ့အခန်းနာကဖြတ်သွားခဲ့ပြီ။ယူရီကဘာဖြစ်နေလဲဆိုတာမြင်လိုက်ရအောင် ပြောပြပါတယ်။ကြောင်လန့်ပြီးထွက်ပြေးဖို့ကြိုးစားပေမဲ့ကျောင်းအုပ်ကြီးက ယူရီကိုဖမ်းမိခဲ့ပါတယ်။တယောက်ယောက်ကိုပြောပြရင်သူ့ကိုအပြတ်ရှင်းမယ်လို့ဟန်ပန်နဲ့တတိပေးခဲ့ပါတယ်။ဒီလိုနာကျင်စရာဇာလန်းနေကြပြီးနောက်အဲ့ဒီမှာရှိတဲ့လူကြီးတွေကကလေးတွေကိုနှစ်သိမ့်စကားပြောဆိုနိုင်ခြင်းမရှိခဲ့ပါဘူး။အိမ်မှာပြန်ရောက်တော့အဲ့ဒီကိစ္စကိုစဉ်းစားနေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲသူ့ဇနီးရဲ့ကွယ်လွန်ခြင်းနှစ်ပတ်လည်းဖြစ်တာကြောင့်အမေနဲ့သမီးတို့ရောက်လာကြပါတယ်။ကျောင်းရံပုံငွေအတွက်ပဆိုင်ရှာဖို့အိမ်ကိုရောင်းလိုက်ကြောင်းပြောပြပါတယ်။အခုအခန်းငှားနေရပြီးဘာပဲဖြစ်ဖြစ်ဒီအလုပ်ကိုမဖြစ်မနေဆက်လုပ်ဖို့တိုက်တွန်းပါတယ်။ ကျောင်းအုပ်ကြီးကိုချိန်နှက်စေဖို့တက်ခွပန်းပင်ကိုပါလက်ဆောင်အဖြစ်ယူလာခဲ့ပါသေးတယ်။ကယ်လွန်ချင်းနှစ်ပတ်လည်းဒလိထုံတန်းတွေပြီးစီးပြီးတဲ့နောက်သူတို့ပြန်သွားကြပါတယ်။တစ်ချိန်တည်းမှာပဲယူချင်းကအဖြစ်အပျက်တွေကိုတိုင်ကြားဖို့ကျောင်းအာဏာပိုင်ရုံးကိုသွားပါတယ်။ဒါပေမဲ့ကိုကြီးဖို့ညှင်းဆူလိုက်ပြီးမျိုးတော်ခမ်းမရဲ့တာဝန်ဖြစ်ကြောင်းပြောပါတယ်။ယူချင်းကမျိုးတော်ခမ်းမကိုအရင်ကတည်းကသွားပြီးပြီဖြစ်ပေမဲ့ဘာအကူအညီမှမရခဲ့ပါဘူး။ တခြားရွေးစေဆရာမရှိတာကြောင့်ရဲစီသွားပေမဲ့ရဲအုပ်ကလည်းဘာအကူအညီမှမပေးပါဘူး။ဦးစည်းလီကအစိုးရစုရရှိသူဖြစ်ပြီးဒေသခံဖခင်အောင်မှာရာဒူးကြီးသူဖြစ်ကြောင်းပြောပါတယ်။ဒီလိုလေးစားခံထားရတဲ့လူတယောက်ကဒီလိုလောက်ရမျိုးမလုပ်ဘူးလို့ပြောပါတယ်။ရဲအုပ်ကအစီရင်ခံစာတင်ဖို့ညှင်းဆိုပါတယ်။တချိန်ထဲမှာပဲအင်ကိုဟသူ့အမေအကြံပေးချက်တိုင်းသူ့အလုပ်ကိုဆက်လုပ်ဖို့ကြိုးစားပါတယ်။တခွာပန်းအိုးကိုကျောင်းအုပ်ကြီးထံလက်ဆောင်အဖြစ်ယူလာခဲ့ပါတယ်။ဒါပေမဲ့ကျောင်းအုပ်ကြီးရှိမှဆရာဘက်ကရန်ဒူးနဲ့ယူရီ ကိုဘဲမှာပုံးနေလဲမေးရင်မင်းစုကိုကြမ်းတမ်းစွာရိုက်နေနေတာတွေ့လိုက်ရပါတယ်အင်ဟိုကတမီလေးကိုသတိရရင်ဒီလိုမတရားမှုကိုစက်ပြီးတိမခံနိုင်တော့ပါဘူးတခွအိုးကိုဆရာပတ်ရဲ့ခေါင်းကိုပြစ်ပေါက်ပြီးမင်းစုကိုလူအခွင့်ရေးစင်တာစီခေါ်သွားပါတယ် TV channel တခုမှာတော့သူတို့ဇလန်းကိုထုတ်လွှင့်ဖို့သဘောတူခဲ့ပါတယ်စကားမပြောခင်မင်းစုကသူ့အားလုံးကိုပြောပြရင်တရားမျှတမှုရပါမလားလို့မေးပါတယ် အင်ဟိုကပြစ်မှုကျူးလွန်သူတွေတရားမျှတမှုနဲ့ရင်ဆိုင်ရမယ်လို့ဂရိပေးပါတယ်မင်းစုကနာကျင်စရာအမှန်တရားကိုဖော်ပြခဲ့ပါတယ်ဆရာဘက်ကသူနဲ့သူ့အကိုကိုအင်ကိုခေါ်သွားခဲ့ပါတယ်အကိုကိုရေချိုးပေးဖို့ဟန်ဆောင်ပြီးမကောင်းတဲ့အပြုအမူတွေပြုလုပ်ခဲ့ပါတယ်ခုခံတဲ့အခါဆရာဘက်ကမိလဲသွားတဲ့အထိရိုက်နှက်ခဲ့ပါတယ်နာကျင်မှုကိုမခံနိုင်တာကြောင့်သူ့ရဲ့အကိုကယထာရှိကိုဝင်ပြီးကိုကိုကိုအဆုံးတတ်ခဲ့တာဖြစ်ပါတယ်တီဗီသတင်းကိုမြင်ပြီးနောက်ចောင်းအုပ်ကြီးဆရာဘက်နဲ့ ်ဦးစည်းလီတို့ကိုဖမ်းဆီးခဲ့ပါတယ်။များပြားလာတဲ့လက်ငွေတွေပေးခဲ့တာတော့ဘာလို့ဒီလိုဖြစ်ခဲ့တာလဲလို့မေးမြန်းနေခဲ့ကြပါတယ်။ရဲအုပ်ကဒီအမှုကနိုင်ငံတော်အဆင့်ကိုရောက်သွားပြီဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်။ဒါကြောင့်သူတို့ပတ်စံအားလုံးကိုအသုံးပြုပြီးရှေ့နေကောင်တဦးကိုငှားရမ်းခဲ့ကြပါတယ်။ကျောင်းကြီးလီကချမ်းသာပြီးဖះအကြောင်းမှာယာရူးကြည့်ရှိတာကြောင့်လူအများအပြားကသူ့ကိုထောက်ခံမှုရှေ့ထွက်လာခဲ့ကြပါတယ်။တရားရုံးမှာ ။ကျောင်းအုပ်ကြီးကစကားပြောဖို့ပြင်ဆင်လိုက်။လူအုပ်ကြီးကကြဲလောင်စွာအဟိလိရှိပါတယ်။ယူဂျင်းကတရားသူကြီးကိုနားမကြားတဲ့ကလေးတွေနဲ့ပတ်သက်တဲ့အမှုဖြစ်ကြောင်းတရားခွန်မှာရှိနေတဲ့သူအားလုံးကလည်းနားမကြားသူတွေဖြစ်တာကြောင့်လက်ဟန်ချေရစကားပြန်လို့အကြောင်းပြောပါတယ်။ဒါ우ခွင့်ပြုချက်မရှိဘဲစကားပြောခဲ့တာကြောင့်တရားရုံးကနေထွက်ခွာဖို့အမိတ်ပေးခံခဲ့ရပါတယ်။ဟိုအပြင်ထွက်လာတဲ့အခါကျောင်းအုပ်ကြီးရဲ့ဇနီးကသူ့ကိုပိုင်းရိုက်လိုက်ပါတယ် လူတွေကအင်ဟုတ်အပေါ်အထင်အမြင်လွဲမအောင်လုပ်ဖို့စူးစမ်းခဲ့ပါတယ်အဲ့ဒီအမျိုးသမီးကယူကျင်းကိုဟာစိုးဝါးတဲ့နာမည်တွေခေါ်ပြီးရိုင်းနှက်ဖို့လုပ်ခဲ့ပါတယ်အပြန်လမ်းမှာအလုတ်ပြုတ်သွားတာကြောင့်ရဲ့အနေငယ်ယူကျင်းရဲ့ရုံးကန်းမှာနေခွင့်ရမလားလို့မေးပါတယ်ကိုရီးကိုရာအခက်အခဲတွေကြားကတရားမျှတမှုလမ်းကိုရွေးချယ်ခဲ့ပါတယ်ဒါပေမဲ့ရလအနေနဲ့တခုတည်းသောဝင်ငွေအရင်းမြစ်ဖြစ်တဲ့သူ့အလုတ်ကိုစုံရှုံးခဲ့ရပါတယ်နောက်တနေ့တရားရုံးကနားမကြားသူတွေအတွက်စကားပြန်ကိုစီစဉ်ပေးခဲ့ပါတယ် ပထမဆုံးအသက်တည်အဖြစ်အဆောင်ကိုခေါ်ခဲ့ပါတယ်အဆောင်ကကျောင်းအုပ်ကြီးဒါမှမဟုတ်သူ့ရဲ့အမွာညီအကိုကိုကလေးတယောက်ထဲနဲ့တွေ့ဘူးချင်းမရှိကြောင်းပြောပါတယ်ဒါအပြင်အင်ဟိုကရေချိုးကန်းကိုစစ်ဆေးဖို့တောင်းဆိုတော့ကစစ်ဆေးခဲ့ပေမဲ့ဘယ်သူမှမတွေ့ခဲ့ကြောင်းပြောပါတယ်။အင်ဟိုရဲ့ရှေ့နေကအဆောင်ဟာ အရင်ကြောင်းအလုတ်ကနေခိုးမှုနဲ့ထုတ်ပယ်ခံခဲ့ရပြီးတခြားအလုတ်ရှာမတွေ့ခဲ့ကြအောင် ဖော်ထုတ်ခဲ့ပါတယ်အဆောင်ဟာကြောင်းရံပုံငွေတဲ့ကိုပတ်စံပေးပြီးမှဒီအလုတ်ကိုရခဲ့တာပါအလုတ်ပြုတ်သွားမှကိုကြောက်လို့သူကတရားရုံးမှာကြောင်းဘက်ကိုထောက်ခံနေတာပါဒီအချက်ကြောင့်တရားသူကြီးကအဆောင်ရဲ့တက်တည်ထွက်ဆိုချက်ကိုပယ်ချခဲ့ပါတယ်နောက်ထပ်သေးသေးဖြစ်ရန်သူရဲ့ဒဏ်ရာတွေပေါ်အစီရင်ခံစာရေးခဲ့တဲ့အမျိုးသမီးဆရာဝန်ကိုခေါ်ခဲ့ပါတယ် ။ရှင်နေကမေးမြန်းတဲ့အခါရန်သူရဲ့ဒဏ်ရာဟာစော်ကားမှုကြောင့်မဟုတ်ပဲတခြားအကြောင်းရင်းကြောင့်ဖြစ်ရတာပါလို့ပြောပါတယ်။သို့သောရှင်နေကဆေယာဝင်းရဲ့ပထမဆုံးအစီရင်ခံစာကိုတင်ပြခဲ့ရမှာဒဏ်ရာတွေကစော်ကားမှုကြောင့်ဖြစ်ကြောင်းရှင်းရှင်းလင်းလင်းဖော်ပြထားတာကိုတွေ့ရပါတယ်။ဒီလိုကွဲလွန်မှုကြောင့်တရားသူကြီးကသူမရဲ့ထွက်ဆိုချက်ကိုပယ်ချခဲ့ပါတယ်။ကြောင်ရဲ့ရှင်နေကတကယ်လို့ဒါရီတကယ်ဖြစ်ခဲ့တယ်ဆိုရင်ကောင်မလေးတွေရဲ့သဘောတူညီချက်နဲ့လှုပ်ခဲတာဖြစ်ရမယ်လို့ပြောလိုက်ချိန်မှာတော့ယူရင်းကယူရီနားမလဲအောင် မျက်နှာကိုအမြန်ဖုံးလိုက်ရပါတယ်။တရားခွင်ကကလေးတွေရဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေကိုစိုးစိုးဝါးဝါးထိခိုက်သွားခဲ့ပါတယ်။ဒါကြောင့်အင်ဟိုကသူတို့ကိုစိတ်သက်သာရရစေဖို့ပင်လယ်ဘက်ကိုခေါ်သွားခဲ့ပါတယ်။အဲဒီမှာရန်ဒုကမိဘတွေနဲ့အတူဒီကိုလာပူးပြီးလှိုင်းတံကိုနားထောင်လေးရှိကြောင်းပြောပြပါတယ်။မတော်တဆမှုဖြစ်ပြီးတဲ့နောက်အကြအာယုံဆုံးရှုံးခဲ့ရပြီးအခုတော့အရာအားလုံးကတိတ်ဆိတ်နေတယ်လို့ခံစားရပါတယ်။လိုင်းတွေကိုမြင်နိုင်ပေမဲ့မကြားနိုင်တော့ပါဘူး။ င်ဟိုကကဘာပေါ်မှာအလှဆုံးအရာတွေဟာမျက်စိနားနဲ့နားလေတာမဟုတ်ဘဲနဲ့နှလုံးသားနဲ့သာခံစားရတာဖြစ်ကြောင်းပြောပြခဲ့ပါတယ်ဒါကိုကြားတော့ရန်သူကပျော်ရွှင်သွားခဲ့ပါတယ်နောက်တနေ့မှာယူရီက တရားရုံးမှာသူမရဲ့ထွက်ဆိုချက်ကိုပေးခဲ့ပါတယ်။ရှေနေက၃ယောက်ထဲကဘသူကသူမကိုထိခိုက်စေခဲ့သလဲလို့မေးပါတယ်။ဂျူရီကသူတို့အားလုံးကတစ်ကြိမ်တစ်ကြိမ်သာမကကြိမ်ပေါင်းပြောင်းရစွာစော်ကားပြုတ်မှုခဲ့ကြောင်းပြောပါတယ်။မကောင်းဆိုးဝါပြုတ်မှုပြီးတိုင်းချောကလက်စုအဖြစ်ဝန်တရားပေးလေရှိပါတယ်။မနာခံတဲ့အခါဦးစည်းလီကဇပွဲနဲ့ချီပြီးအပြစ်ပေးတတ်တယ်လို့ပြောပါတယ်ဒီအကြောင်းလေးအားလုံးကိုကြားပြီးနောက်ဦးစည်းလီကအော်ဟစ်စတင်ခဲ့ရာရူရီကအရန်ကြောက်လန့်သွားခဲ့ပါတယ်အဲဒီညမှာကျောင်းအာဘာရာမီကအမှုကိုပိတ်ဖြစ်ဖို့အတွက်ကလေးတွေအုပ်ထိန်သူတွေ ွေနဲ့ဖြည့်ရှင်းဖို့ကြိုးစားနေကြောင်းသူတို့သိရှိခဲ့ကြပါတယ်။အဲဒီအချိန်ကကိုရီးယားဥပဒေအရမိဘအုပ်ထိန်းသူနဲ့အမှုဖြည့်ရှင်းပြီးရင်နောက်ထပ်ဥပဒေကြောင်းအရတရားဆွဲလို့မရပါဘူး။ဒီလိုဥပဒေမျိုး တကယ်ရှိခဲ့တယ်ဆိုတာကတော့အံ့ဩစရာကောင်းပါတယ်။အဲဒီနောက်ယူချင်းကဘလို့မိဘမျိုးကကိုယ်ကလေးကိုစော်ကားခဲ့တဲ့သူနဲ့ ဖြည့်ရှင်းပါလေလို့မိပါတယ်။အင်ဟိုကရန်သူကမိပါမဲ့ဖြစ်ပြီးယူရီနဲ့မင်စုကတော့မိပါရဲ့စိတ်ကြမ်းပါကြီးမကောင်းမှုလို့ရှင်းပြပါတယ်။ညီနိုင်မှုကိုလက်ခံလိုက်ရင်ရန်သူရဲ့တရားဆွဲဆိုမှုတစ်ခုတည်းသာကြံတော့မှာပါ။ပြမှုကျူးလွန်သူတွေဟာဂယူးဆိုင်ပေးမဲ့သူမရှိတဲ့ကလေးတွေကိုပြစ်မှတ်ထားခဲ့တယ်ဆိုတာသူတို့သဘောပေါက်သွားပါတယ်။နောက်ပိုင်းမှာအင်ဟိုရဲ့ဆရာဟောင်းဖြစ်သူပမောက်ခင်ကသူ့ကိုခေါ်ခဲ့ပါတယ်။သူတွားတွေးတဲ့အခါမှာတော့ကျောင်းရဲ့ရှိနေလဲရှိနေပြီးအမှုကိုလက်လျှော့လိုက်ရင်ပတ်စံအမြောက်များနဲ့စိုးရဲ့ဂုံတရင်ကြော်ကြတဲ့ကျောင်းတစ်ကျောင်းမှာအမြဲတမ်းဆရာရာလို ကိုပါကန်းလန်းသွားတယ်။အင်ဟိုကကန်းလန်းချက်ကိုညင်းဆိုပြီးထွက်သွားခဲ့ပါတယ်။တစ်ဖက်မှာအင်ဟိုက နေမကောင်းနေတဲ့သမီးနဲ့အသက်ကြီးတဲ့အမေကိုဂယူးဆိုင်ရမှာဖြစ်လို့ကန်းလန်းချက်ကအယမ်းကိုဆွဲဆောင်မှုရှိပါတယ်။နောက်တစ်ဖက်မှာတော့ကလေးတွေပေါ်ပြုတ်လုခဲ့တဲ့ကြောင်မတ်ဖွဲရရာဇမှုတွေကိုသူလေးလံစွာဖြစ်စည်းနေပါတယ်။စိတ်ပြက်အားငယ်မှုနဲ့အတူသူကသူ့ကား brand ပေါက်ကိုလက်သီးနဲ့ထိုးပြီးဒေါသတွေကို ထုတ်ဖော်ခဲ့ပါတယ်။နောက်တနေ့မှာရန်သူရဲ့တပ်တွေထွက်ဆိုချက်အတွမ်းမှာပဲအင်ဟိုရဲ့အမေရောက်လာပြီး သူ့အလုပ်ကိုဆင့်လွှတ်ခဲ့လို့စူပူခဲ့ပါတယ်ဒီကလေးတွေကသူ့သမီးထက်ပိုအရေးကြီးသလားလို့မေးပါတယ်အင်ဟိုက အမေသူမအပေါ်မတရားမှုဖြစ်ပျက်တုန်းကတားအဲ့ဒီမှာရှိနေခဲ့တယ်အဲ့ဒီတုန်းကဘာမှမလုပ်နိုင်ခဲ့ဘူးအခုဒီကလေးမကိုလက်လွတ်လိုက်မယ်ဆိုရင်စံပြဖခင်တဲ့ဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူးလို့ပြန်ပြေးပါတယ်အဲ့ဒီနောက်တရားခွင်ကိုစတင်ခဲ့ပါတယ်ရန်သူကိုစော်ကားခဲ့သူကကြောင်းအုပ်ကြီးဖြစ်တာကြောင့်အမွားကြီးအကိုတွေကဘယ်သူကကြောင်းအုပ်ကြီးလဲဆိုတာကိုခွဲခြားဖို့သူမကိုမေးခဲ့ပါတယ် ်ရန်သူကသူတို့စီကိုသွားပြီးလေဘင်းကိုလက်ညှိုးဖြင့်ဖြတ်တဲ့ပုံစံနဲ့လှုပ်ပြခဲ့ပါတယ်အဲဒီလိုနဲ့သူမကသူ့ကိုခွဲကြနိုင်ခဲ့ပါတယ်အမွာတွေကိုဘလို့ခွဲခြားနိုင်ခဲ့တယ်လဲလို့မေးတဲ့အခါရန်သူကအကြောင်းအုပ်ကြီးကအဖြစ်ပြက်တွေကိုတူးဦးကိုပြောပြခဲ့ရင်ရှင်းပြမယ်လို့ချိန်ချောက်ခဲ့ကြအောင်ရှင်းပြခဲ့ပါတယ်။ဦးစည်းလေးရဲ့အမှုအရာကမပြောင်းလဲပေမဲ့ ကျောင်းအုပ်ကြီးရဲ့မျက်နာကတော့ပြောင်းလဲသွားခဲ့ပါတယ်။တရားရုံးမှာရှိတဲ့သူတိုင်းကသူမရဲ့လိမ်မာပါနတ်မှုကိုသဘောကျခဲ့ကြပါတယ်။ကျောင်းရဲ့အရှိန်တွေကကျောင်းအုပ်ကြီးကသူမကိုစော်ကားခဲ့တဲ့နေ့မှာဘာလို့ရုံးငန်းကိုသွားခဲ့တာလဲလို့မေးပါတယ်။ဒီအန်ဒူးကတေးသချင်းကြံကြားခဲ့ရကြောင်းပြောပါတယ်။ရှိန်တွေကဒီအချက်ကိုမှတ်သားပြီးနားမကြားသူဖြစ်တာကြောင့်ဘယ်လိုလုပ်ပြီးတေးဂီတကိုကြားနိုင်မှလဲလို့ငင်းခုန်ပြီးအမှုကိုပယ်ချဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့ရန်ဒူးကတော့တီဂီတာကိုတကယ်ကြားခဲ့ကြအောင်အခိုင်အမာပြောဆိုခဲ့ပါတယ် အဲ့ဒီနောက်တခြင်းကိုဖွင့်ခဲ့ရမှာတကယ်ပဲတီးတံကိုတက်တက်လေးကြားနိုင်ကြအောင်တက်တည်ပြခဲ့ပါတယ်ဒါကိုလူတိုင်းကအယံချိန်နှက်ခဲ့ကြပါတယ်တရေခွန်ကိုမြင်ပြီးတဲ့နောက်အင်ဟုတ်ရဲ့အမေဟာသူ့တန်းလှုပ်နေတာကိုတကယ်ကိုမြင့်မြတ်တဲ့အလုပ်ဆိုတဲ့ဖြစ်ကြောင်းနားလည်သွားပါတယ်ကလေးတွေအတွက်အစားအသောက်တွေဝယ်ပေးခဲ့ပါတယ်သို့တော့အင်ဟိုရဲ့ပျော်ရွှင်မှုကကြားရှိမခံခဲ့ပါဘူး ်အဆောင်တာဝန်ခံကမင်းစုရဲ့အဖွားနဲ့ဖြေရှင်းလိုက်ပါပြီမင်းစုရဲ့ဖခင်ကလေမကောင်းပြီးအိမ်ရာထဲမှာလဲနေတာကြောင့်အဖွားကနှစ်ခါမစင်စားပဲဖြေရှင်းငွေကိုလက်ခံလိုက်ပါတယ်တချိန်ထဲမှာပဲမင်းစုကတရားရုံးမှာတက်သေးထွက်ဆိုဖို့လေးကျင့်နေခဲ့ပါတယ်ဒါပေမဲ့အင်ဟိုကသူ့အဖွားကခွန်းလွတ်ပေးလိုက်ပြီးဖြစ်လို့သူ့ရဲ့တက်သေးထွက်ဆိုချက်ပယ်ဖျက်လိုက်ကြောင်းသူ့ကိုပြောပြခဲ့ပါတယ်ဒီစကားကိုကြားတဲ့အခါမင်းစုဟာစိတ်ပြတ်သွားခဲ့ပါတယ်။သူ့အကိုရဲ့ဆင်းရဲဒုက္ခကိုမြင်ခဲ့ရပြီး သူ့အကိုကိုဆုံရှုံခဲ့ရတာသူနာကျင်ခဲ့ရအောင်ပြောပြပါတယ်ဒါကြောင့်ရာသူအသွားတွေကိုခွတ်မလွတ်ကြောင်ပြောပါတယ်အင်ဟိုကဘလို့ရှင်းပြရမှန်းမသိတော့ပဲမင်းစုကိုဖက်ပြီးနှစ်သိမ့်မှုစူးစမ်းခဲ့ပါတယ်ညင်းတဲ့ပိုင်းမှာရန်သူဟာ ចောင်းអ៊ុកជីកទូម៉ាကို TV ရှိកអខានကိုខលွားတော့ကចောင်းអ៊ុកជីကိုတိုင်းက TV ပေါ်မှာရှိနေခဲ့တာဖြစ်နိုင်ចောင်းပြောပြခဲ့ပါတယ်ဒီစကားကိုကြားတဲ့ခါအင်ဟိုကယူချင်းကိုចောင်းអ៊ុកជីយងងကိုខលွားခဲ့ပါတယ် CCTV ကင်မရာကိုရှာတွေ့ခဲ့ပြီးကင်မရာမတန်းကိုယူခဲ့ရာចောင်းអ៊ុកជីကယူရီအပေါ်တလိษံတကောင်လုံးចန်းတန်းစွာសော်ကားပြုတ်မှုခဲ့ပုံကိုရှင်းရှင်းလင်းလင်းမြင်ရပါတယ်သူတို့တိတ်ဝေကိုရှိနေကိုပြေးခဲ့ပါတယ်ရှင်နေကဒီတက်တဲ့အထောက်ထားကိုတရားသူကြီးကိုပြရင်ပြင်းထန်တဲ့ပြည်တံရရှိစေလိမ့်မယ်လို့ပြောပါတယ် စီရင်ချက်ချမှတ်လေးကိုရောက်လာခဲ့ပေမဲ့စီရင်ချက်ကထူးဆန်းစွာချခဲ့ပါတယ်။တရားရုံးရဲ့အဆိုအရဇေယဘက်ကထောင်နိုင်ရှက်လကျောင်းအုပ်ကြီးနဲ့သူ့ရဲ့အမွာညီကိုတို့က6လစီချမှတ်ခံခဲ့ရပါတယ်။ဒါကိုကြတော့တရားကွန်မှာရှိသူတိုင်းမငြိမ်မသက်ဖြစ်ကုန်ကြပါတယ်။အင်ဟိုကသူ့နိုင်ငံရဲ့တရားစီရင်ရေးစနစ်ကိုထိတ်လန့်တုံလို့ဆိုတာကြိရှိနေခဲ့ရပါတယ်။သူ့ရဲ့ရှင်နေကိုပါပတ်စံနဲ့ဝေယူထားခဲ့ကြောင်းသူ့သဘောပေါက်သွားပါတယ်။ဗီဒီယိုသက်သေကိုမတင်သွင်းခဲ့ပါဘူး။ ဝမ်းနဲ့နေတဲ့မျိုးလုံးတွေနဲ့အင်ဟိုဟာသူ့နိုင်ငံရဲ့လွတ်လပ်မှုဒဏ်ထူညီမျှမှုနဲ့တရားမျှတမှုတို့ကိုပတ်စံကြောင့်ကျိုးပဲ့ပြီးကြေမွသွားတာကိုမြင်တိခွေ့ရပါတယ်။မြူငွေတွေဖုံးနေတဲ့မူချင်းမျိုးလေးကအရာရာအရင်တိုင်းမှာပဲ။နင်စုရဲ့အဖွားကတော့အိမ်မှုကိစ္စတွေလုပ်နေပါတယ်။ကျောင်းအဆောင်ကဘာမှမဖြစ်ခဲ့သလိုမျိုးသူ့အလို့ကိုဆက်လုပ်နေပြီးကျောင်းအုပ်ကြီးကသူတို့ရဲ့ရှေ့နေတဲ့အတူပါတီမှာပျော်ပျော်ပါပါတောက်စားနေကြပါတယ်။ရှင်နေက ယခင်တရားသူကြီးဖြစ်ခဲ့တာကြောင့်တရားရုံးမှာအာသာချက်တွေရခဲ့ကြောင်းကြွားပါပြီးကလေးတွေရဲ့ရှိနေကိုမငင်းဆန်နိုင်တဲ့ကံလန်းချက်နဲ့သူ့ရဲ့ရှိနေယုံကြည်တဲ့ကိုအလုတ်ခန့်ခဲ့ကြောင်းဝန်ခံခဲ့ပါတယ်။ဒီချိန်ထဲမှာပဲအင်ဟိုကအပြစ်ရှိတယ်ဆိုတဲ့ခံစားချက်နဲ့စိတ်ပြက်အားငယ်မှုတွေနဲ့ကလေးတွေကိုလူ့အခွင့်အရေးစင်တာမှာယူခြင်းကိုဂရုစိုက်ဖို့အံ့နေခဲ့ပြီးပြက်ကွက်မှုရဲ့ဝင်တုံးဝင်ဖို့နဲ့အတူစိုးမျိုးကိုတိတ်တဆိတ်ထွက်ခွာသွားပါတယ်။ အဲဒီနောက်မင်းစုဟာဆရာဘက်ကိုလက်စားချေဖို့ထွက်သွားပြီဖြစ်ကြောင်းယူချင်းသိခဲ့ရပါတယ်။သူမကအင်ဟိုကိုချက်ချင်းဖုံးခေါ်ပြီးသူတို့နှုတ်ဦးစလုံးအပြေးလိုက်သွားကြပါတယ်။မင်းစုကဆရာဘက်ကိုတွေ့ပြီးဘိုက်ကိုဓာတ်နဲ့ထိုးလိုက်ပေမဲ့ဆရာဘက်ကသူ့ကိုရဲရဲဆက်ဆက်ရိုင်းနဲ့ပါတော့တယ်။ဒဏ်ရာရနေတော့လဲမင်းစုကယထာတန်လန်းပေါ်မှာဆရာဘက်ကိုတင်းတင်းကြပ်ကြပ်ဖက်ထားခဲ့ပါတယ်။ယထာရောက်လာတဲ့အခါမှာတော့မင်းစုနဲ့ဆရာဘက်တို့နှုတ်ဦးစလုံးအသက်ဆုံးရှုံးခဲ့ရပါတယ်။ အင်ဟိုဟာအဖြစ်ပြက်တစ်ခုလုံးကိုမျက်မြင်တွေ့ခဲ့ရပေမဲ့တားဆီးနိုင်ခြင်းမရှိခဲ့ပါဘူး။နောက်ပိုင်းမှာနားမကြားသူအများပြားဟာအင်ဟိုနဲ့ယူချင်းတို့နဲ့တူတရားရုံးရှိမှဆန္ဒပြဖို့စုဝေးခဲ့ကြပါတယ်။တရားသူကြီးရဲ့ကားကိုကြက်ဥတွေနဲ့ပစ်ပေါက်ခဲ့ကြပါတယ်။ရဲကရေပိုက်တွေအသုံးပြုပြီးဆန္ဒပြမှုကိုဖြိုခွဲခဲ့ပါတယ်။အင်ဟိုကမင်းစုရဲ့ပုံကိုရင်ခွင်မှာတင်းတင်းကြပ်ကြပ်ဖတ်ထားပြီးသူ စကားမပြောနိုင်ဘူးမကြားနိုင်ဘူးသူ့နာမည်မင်းစုလို့ဩဟစ်ခဲ့ပါတယ်။ ဒါကိုမြင်တော့ရန်ဒူးနဲ့ယူရီတို့ကလည်းကြဲလောင်စွာငိုကြွေးအော်ဟစ်ခဲ့ကြပါတယ်။ဒါတောင်မှကဘာကြီးကမပြောင်းလဲပဲရှိနေခဲ့ပါတယ်။တနစ်ကုံလွန်ခဲ့ပါပြီ။အင်ဟိုကအခုစိုးမနေထိုင်နေပါတယ်။ယူချင်းစီကအီးမေးတစ်စောင်ကိုလက်ခံရရှိခဲ့ပါတယ်။သူမှရေးထားတာကတော့ အကြာကြီးဖုံးမခေါ်ပြေလို့တောင်းပန်ပါတယ်မကောင်းတဲ့တဲ့ရင်ကတော့အမှုကိုပြန်ဖွင့်ဖို့ကျမတို့တောင်းဆိုချက်ကိုပယ်ချခံခဲ့ရတာပါဒါပေမဲ့ကောင်းတဲ့တဲ့ရင်ကတော့ကလေးတွေကိုကူညီဖို့လူအများအပြားရှေ့ထွက်လာခဲ့ကြပါတယ်ယူရီကစိတ်တမ်းရအတွက်ကုသမှုခံယူနေပါတယ်ပြီးတော့ရန်သူကဆရာလို့ဆရာမတယောက်ဖြစ်ကျင်တယ်လို့ပြောပါတယ်ဆရာလောက်ခဲ့တယ်လို့မျိုးအထူးလိုအပ်ချက်ရှိနေတဲ့ကလေးတွေကိုကူညီကျင်တယ်လို့ပြောပါတယ်ဒီနေ့တော့ကျမကကလေးတွေကိုအဲ့ဒီတုန်းကနဲ့အခု ဘာတွေပြောင်းလဲသွားပြီလဲလို့မေးလိုက်တဲ့အခါသူတို့ကအခုသူတို့လားတခြားကလေးတွေလိုပဲတန်ဖိုးရှိတယ်ထူးခြားတယ်ဆိုတာကိုသိနေပြီလို့ပြောပြပါတယ်ကဘာကြီးကိုပြောင်းလဲဖို့ကြိုးစားမယ်အစားကဘာကြီးကကျမတို့ကိုမပြောင်းလဲစေဖို့ရင်ဆိုင်တဲ့နယ်ဆိုတာကိုကျမသဘောပေါက်သွားပါတယ်ကျင်နာမှုမေတ္တာတရားကိုရင်ထဲမှာထားရမယ်အဲ့ဒါကိုမပြောက်ပြက်သွားအောင်ကျမတို့ရင်ဆိုင်သွားရမယ် အင်ဟိုကယထာဘူတာယုံကနေမြုံငွေဖုံးနေတဲ့မူချင်းမြို့ရဲ့ဓာတ်ပုံကိုကြည့်နေရင်ပုံအောင်းနေစေဖြစ်တဲ့ယာစွတ်မှုတွေအားလုံးကိုတွေးနေခဲ့ပါတယ်အဲ့ဒီယာစွတ်မှုတွေကဒီနေ့အထိဆက်လက်ဖြစ်ပွားနေသေးပါဒီလိုနဲ့ဇလန်းကတော့ပြီးဆုံးသွားခဲ့ပါတယ်2005ခုနှစ်ကလက်တွေ့ဘဝအဖြစ်အပျက်ကိုရုပ်ရှင်အဖြစ်ရိုက်ကူးပြီး2011ခုနှစ်မှာဖြန့်ချိခဲ့တဲ့ကိုရီးယားမှာလူပေါင်း၄သန်းကျော် ကြီးစုခဲ့ကြပြီးနောက်ចောင်းကိုနှစ်လနေပါပေးလိုက်ရတဲ့အထိ ကျေပြန့်တဲ့ဆန္ဒပြပွဲတွေဖြစ်ပေါ်စေခဲ့ပါတယ်။ပြည်သူတွေရဲ့ပြင်းထန်တဲ့ဆန္ဒပြမှုဟာအမျိုးသားလွှတ်တော်ကိုရောက်ရှိခဲ့ပြီးတော့မိုင်နာရီနဲ့မတန်ဆွမ်းသူတွေအပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေကိုအချိန်ကန့်သတ်ချက်ဖယ်ရှားပေးတဲ့ဒုံခန်းဤဥပဒေကိုပြဋ္ဌာန်းနိုင်ဖို့အထောက်အကူပြုစေခဲ့ပါတယ်။တိတ်ဆိတ်ခြင်းကနေစတင်ခဲ့တဲ့ဇာတ်လမ်းတစ်ခုဟာလက်တွေ့ဘဝမှာပြောင်းလဲပစ်ခဲ့ပါတယ်။ဒီရုပ်ရှင်ကိုရိုက်ဖို့စိတ်ကူးကအဓိကသရုပ်ဆောင်ခေါင်းယူစီကနေလာခဲ့တာပါ။ သူစမှုထမ်းနေစဉ်အတွင်းမှာဝတ္ထုကိုဖတ်ခဲ့ပြီးရုပ်ရှင်ရိုက်တဲ့လို့တွေးခဲ့ပါတယ်။သူခွန့်ပြန်လာတဲ့အခါစာရေးဆရာခေါင်ချမ်းနဲ့တွေ့ဆုံခဲ့ပြီးရုပ်ရှင်ရိုက်နိုင်မလားလို့မေးခဲ့ပါတယ်။သူမကသဘောတူခဲ့ပါတယ်။ခေါင်ယူကဇလန်းပေါ်မှာစိတ်အားထက်သန်မှုကဖန်သားပြန်ပေါ်မှာအသက်ဝင်လာဖို့အထောက်အကူဖြစ်စေခဲ့ပါတယ်။ဒီနေရာမှာရှိနေပေလို့ကျေးဇူးတင်ပါတယ်။ဒီလိုလဇလန်းတွေအမှန်တရားတွေနဲ့ယက်တိဖို့ဘလောက်အရေးကြီးလဲဆိုတာကိုကျွန်တော်တို့ကိုသတိရစေဖို့ပါပဲ။ ပို့ပြီးတော့ကောင်းဝင်တဲ့ဇာတ်လမ်းတွေအတွက်ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ပေးဖို့မမေ့ပါနဲ့တော့မင်္ဂလာရှိသောနေ့တစ်နေ့ဖြစ်ပါစေလို့ပြောရင်းနှုတ်ခွန်းဆက်သားခဲ့ပါရခင်ဗျာ